ီနေရာပေါ့နော်ကိုကစိတ်ခန်းဆိုင်ရာအခြေအနေကိုကြော်ပြပြီးရခါကြတော့ဟိုပို့ပြီးတော့မတူညီတဲ့ပုံစံတစ်ခုနဲ့အဲ live တွေကိုဖြတ်တန်းလာတဲ့အခါမှာဆိုရင်ကြုံတွေ့ရတဲ့အခြေအနေလေးတွေစိတ်ခွန်လေးတွေကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်ကိုက self awareness level တွေတက်လာတဲ့ကိုယ့်ရဲ့စိတ်အခြေအနေတွေကိုတဖြည်းဖြည်းနားလည်လာတဲ့ အခါမှာကိုကအရင်တော့လိုမျိုးကိုရဲ့ဒီ thought pattern တွေနဲ့ခွဲထွက်သွားပြီးတော့ကိုကကိုနေတဲ့ rule တွေပေါ့နော်။မဆို fitting rule မှာနေနေတဲ့သူဆို fitting rule ကနေပြီးတော့ဖောက်ထွက်ပြီးရတဲ့အခါကျတော့ဟိုပြောင်းလဲခါမှာပြောင်းလဲလိုက်တဲ့အခါမှာပေါ့နော်။ ကိုဟာကိုနဲ့ဆက်ဆက်တဲ့ပတ်ဝန်းကျင်မှာပြောင်းလဲလာတာကိုတွေ့ရမှာဖြစ်ပါတယ်ကိုကိုယ်တိုင်ပြောင်းလဲလာသလိုဘေးရပတ်ဝန်းကျင်လည်းပြောင်းလဲလာတဲ့အခါမှာကိုရဲ့ဒီပေါ့နော်အဲ community ဒါပထမဆုံးအနည်းဆက်ဆုံးပြောရမယ်ဆိုကိုရဲ့မိသားစုရှိမယ် relationship ရှိမယ်ကိုရဲ့ friends တွေရှိမယ်ကိုရဲ့ workplace မှာရှိတဲ့လူတွေရှိမယ်ပေါ့နော်အဲဒီကားတွေလည်းအဲ့မှာရှိတဲ့လူတွေကလည်းကိုယ့်ဘောမှာအာမတူညီတဲ့အဲတုံ့ပြန်မှုတွေနဲ့ကြုံတွေ့ရနိုင်တာရှိပါတယ် ကိုဟာအရင်တုန်းကအားငယ်တဲ့သူတယောက်ဖြစ်မယ်ကိုကတော့ကိုအေးစစ်နေတဲ့သူတယောက်ဖြစ်မယ်ကိုကကိုရဲ့အခွင့်အရေးတွေကိုထုတ်ဖော်ပြောရတဲ့သူတယောက်ဖြစ်မယ်ဒါမှမဟုတ်ရင်ကိုကအမြဲဒေါသကြီးတဲ့သူတယောက်ဖြစ်မယ်ဒါမှမဟုတ်အမြဲတမ်းအညံ့လိုတဲ့သူဖြစ်မယ်ဒါမှမဟုတ်ကိုကိုဝမ်ကအာဥဆောင်ပြီးရဲ့ကကြတော့အရာရာဥဆောင်ပြီးတော့ကက်တင်ရှင်လုပ်ချင်တဲ့သူဖြစ်ဖြစ်မယ်ပေါ့နော်ဒီစိတ်ပန်းဆိုင်ရာပြောင်းလဲလာတဲ့အခါမှာကိုကဒီ rose ကိုဒီ drama triangle ရဲ့ rose ကိုမယူတော့ဘူးယူရတဲ့အခါမှာကိုက vitamin နေရာမှာလည်းမနေတော့ဘူး ီ rescue နေရာမှာလည်းမနေတော့ဘဲနဲ့အဲ့လိုမျိုးပြောင်းလဲလာတဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကလည်းကိုယ့်ရဲ့အရင် role နဲ့ပေါ့နော်ကိုယ့်ကိုမြင်ထားတဲ့ပုံစံဒါက तू က तू ကဒီလိုလုပ်လို့ရတဲ့သူတယောက်ပေါ့နော်သူအားငယ်တဲ့သူဆိုလည်းဒါသူ့ကိုငါတို့ဒါဘယ်လိုလုပ်လို့ရပါတယ်ဒါကိုရှင်လိုတတ်တဲ့သူဆိုရင်လည်းဒါသူဆိုရင်ဒီလိုပုံစံမျိုးဖြစ်တဲ့အကြောင်းမို့သူ့ကိုဒီလိုဆက်ဆံလို့မရဘူးစသဖြင့်ပေါ့နော်ကိုယ့်ကိုအတမတ်ထားတဲ့အရင်ကမြင်နေရှိမယ်စီးပောင်နေရှိရှိမယ်ပေါ့နော်အဲ့ဒါတွေကိုကိုယ်နဲ့ ခွာချလာတာဖြစ်ပါတယ်။ကိုက boundary ကြီးထားတတ်လာမယ်။အဲကိုမကြိုက်တဲ့အလုပ်တွေကိုမလုပ်တော့ဘူးပေါ့နော်မလုပ်တော့ဘူး။ကိုပြောရမယ်အခုပြောရမယ်အရာတွေကိုကိုယ်လည်းလည်းပြပတတပြောလာမယ်ပေါ့နော်။ကိုကပြောင်းလဲလာတာဖြစ်တဲ့အတွက်ကြောင့်မို့ကောင်းမွန်တဲ့ပြောင်းလဲလာခြင်းကိုရောက်ရှိလာတယ်။ကိုနဲ့အတူကောင်းမွန်တဲ့အရာတွေလည်းရရှိလာတယ်။အဲ့ဒီခါမှာကို့ကိုအရင်ကဆက်ဆက်ခဲ့တဲ့သူတွေကို့ကို့ကို့ကိုအရင်က အာဟိုကနော်ထင်ထားတဲ့သူတွေကကိုယ့်ရဲ့ပြောင်းလဲမှုပြောင်းလဲလာတဲ့သူတယောက်အဖြစ်နဲ့ကိုယ့်ကိုလက်မခံနိုင်တဲ့အခြေအနေတွေကြုံတွေ့ရတာရှိပါတယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာအာမငယ်ပါနဲ့ကိုယ့်ကိုယ်ကိုဟိုမတူရတဲ့သူတွေကိုဟိုဟိုကိုယ့်ကိုယ့်ရဲ့ဒီပေါ့နော်ကိုယ့်ရဲ့ကောင်းဝင်စရာနေဖယ်ထုတ်လိုက်တာကိုယ့်ရဲ့လက်မခံတော့ လူဆိုတာကိုတက်တော့တက်တာရှိရတူနဲ့အဲဒီပြောဆိုဆက်ဆံခြင်းနဲ့ကိုဒူရာဒူရာလေးတွေအကို sharing လုပ်တာဝသနာပါတာလေးတွေ sharing လုပ်တာကိုသဘောကြတာဖြစ်တယ်ကိုနဲ့ဘဝချိုးကိုတွေမှာတူရဲသူတွေပေါ့နော်ကိုဖြတ်တန်းနဲ့ live တူရဲသူတွေကပို့ပြီးတော့ဟိုပို့ပြီးတော့မိတ်ဆွေဖြစ်လွင်ကြရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုက အဲ့လိုမျိုးပိုတူရတူရကိုပိုပြီးတော့ဆက်ဆက်လာတာဖြစ်တဲ့အတွက်ကြောင့်ကိုမတူရတဲ့မိဆွေတွေကိုရဲ့မတူရတဲ့ friendship တွေ relationship တွေကိုရဲ့ energy မကန့်ညီတဲ့သူတွေကိုလည်းထွက်ပေါ်တော့မှာဖြစ်ပါတယ်။အဲ့ဒါကိုလက်ကူလို့ပို့လို့ပါတယ်လက်ခံဖို့လို့ပါတယ်။အဲ့ဒီလိုမျိုးဖြစ်တာကိုကိုကလိုက်ပြီးတော့ဆက်ကွယ်နေဖို့မလိုပါဘူး။ခါလီမှာကျတော့ကိုကသူ့ကိုခင်မင်မှုတွေရှိတယ်ကိုတွေ့ကြမှုတွေရှိတဲ့အတွက်ကြောင့်ကိုကသူ့နဲ့ လိုက်ရောညီပြောင်းပြန်နေတဲ့အခါမှာကိုယ့်ရဲ့အရင်ပုံစံဟောင်းကိုပြင်ရောက်တော့တာရှိရအောင်သတိပြုစေချင်ပါတယ်။